င်္ဂလာပါဇူရစ်ဆိုင်လေးတွေအတိတ်ပါအဲ့လားမျက်ဝေခြင်းတဲ့အရာလေးရှိပါတယ်အဲ့လားတော့ဒီ12ဇူရစ်ဆိုင်လေးတွေရဲ့ personality လေးတွေ energy လေးတွေပြီးတော့သူတို့အတွက် lucky ဖြစ်တဲ့ blessing lesson လေးတွေပါလိလေဆိုတော့ကိုမျက်ဝေခြင်းပါတယ်ဆိုတော့ပရမအောင်ဆုံးမျက်ဝေမဲ့ရာဒီခွင်အကြောင်းကတော့ every တမားတွေပါ every ရှိကကြတော့ဘယ်ဘယ်နှစ်မွေးတဲ့သူတွေလဲပေါ့အဲ့ March လ22ရက်နေ့ကနေစပြီးတော့မှ April 19ရက်အတွင်း19ရက်နေ့အတွင်းမွေးတဲ့သူတွေက every ရှိဖြစ်ကြပါတယ်ဒါကြောင့်မို့ Aries တွေသည် astrology calendar အရပထမဦးဆုံးသော ရာသီခွင်ပေါ့နော်ပထမဦးဆုံးသော first zodiac sign ဖြစ်ပါတယ်ရာသီခွင်လေးဖြစ်တဲ့အတွက် Aries တွေရဲ့ energy ကကြတော့ masculine တဲ့ energy ဖြစ်ပါတယ်ဆိုတော့ masculine တဲ့ energy များတဲ့အတွက်သူတို့တွေသည်သူတို့ရဲ့လှုပ်ပုံကိုင်ပုံယူဆလေးတွေသည်လှုပ်တဲ့အရာလေးတွေသည်အရင်ကြီးမိမဆန်ပြီးတော့မှနှွင့်နှောင်းတဲ့ပုံစံမျိုးကိုမတော်ဘူးအရင်ကြာကြာရရအဲတကယ်ယွန်းယွန်းချွန်းချွန်းလှုပ်ရတဲ့အလုပ်မျိုးလေးတွေကိုသဘောကျကြတယ် ြီးသွားရင် fire energy ဖြစ်တဲ့အတွက်တို့မှာ idea creation တွေအားကောင်းကြရတယ် idea တွေအားကောင်းကြရတယ်ပြီးတော့အာတို့အရှိထွက်ပြီးတော့မှအလုပ်ရတဲ့အလုပ်တွေဆိုရင်တို့ကလုံနိုင်တဲ့ capacity တွေအများကြီးရှိကြတယ်တို့ကမွေးရပေါ့အ leadership skill နဲ့ပြည်လာတဲ့သူတွေလို့ပြောလို့ရတယ်ဒါကြောင့်မို့သူတို့က leader လုပ်ရတဲ့သူတွေပေါ့နောက်တစ်ခုကကျတော့အ house one ပေါ့နော် house one ရဲ့ energy ကို အပြည့်အဝရထားတဲ့ areas တွေဖြစ်တဲ့အတွက်သူတို့ဒီ ထမအဦးဆုံးတော့ကနေဦးအစာပြုရတာမျိုးပေါ့နော်မိမိကနေအစာပြုရတာအလုပ်တွေမျိုးတွေပို့ပြီးတော့မှသူတို့ကစိတ်ဝင်စားကြတယ်ပြီးတော့သူများနေ air follower အနောက်ကနေ like ပြီးတော့မှတစ်သက်လုံးသူများနောက်က like လို့ရမယ့် energy မျိုးနဲ့သူတို့ကမကြိုက်ဘူးသူတို့ကအဲ့ဒါမျိုးကြီးလည်းမကြိုက်ကြဘူးတပြိုင်နက်တည်းမှာသူတို့ကအရှိရနေ the warrior စစ်တီတော်တွေလို့သူတို့ကအရှိရနေသွားကြတယ်သူတို့ကိုသူတို့အဲချိတဲ့ capacity တွေလည်းသူတို့တည်တယ်ပေါ့နော်ဥပမာ ကိုဒီအနေအထားကိုရောက်ဖို့ဘာတွေလိုအပ်လဲဘယ်လိုမျိုးတွေလုပ်ရမလဲဘာတွေလှုပ်ဆောင်ဖို့လိုအပ်လဲဆိုတာမျိုးကိုလည်းသူတို့သိရတယ်။ဒါကြောင့်မို့သူတို့ကသူတို့ကိုသူတို့အရင်အာဖြည့်ကြရဝမ်းစာဖြည့်ကြရပြီးတော့အရှိကိုထွက် ပြီးတော့မှလူတွေအတွက်ကိုလမ်းပြပေးတဲ့သူတွေဖြစ်တယ်ဒါကြောင့်မို့သူတို့ကလွတ်လွတ်လပ်လပ်နေရတာကိုကြိုက်တယ်အဲသူများကမိခိုရတာကိုမကြိုက်ဘူးသူတို့လူတွေလာပြီးတော့ influence လုပ်ရတာကိုလည်းမကြိုက်ဘူးသူတို့လာပြီးတော့သူများရဲ့ဆရာကြီးလုပ်ရတာကိုမကြိုက်ဘူးအဲ့တော့သူတို့အရှိန်ကနေသူတို့ကအကုန်ဒီ I am I am leader I am boss I'm queen ဆက်တဲ့ဖြစ်ပေါ့နော်ဆိုတော့ energy မျိုးတွေ energy ဓမ္မမျိုးတွေဖြစ်ကြရဲ့ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့အာ Aries ရဲ့ဒီ astrology ရမှာဆိုရင် cardinal cardinal ဖြစ်တဲ့အတွက်သူတို့ဒီဥဆောင်နိုင်တဲ့ကိုယ်ပိုင်ဥဆောင်ဆောင်ရွက်နိုင်စွမ်း scale အပြည့်အဝပါတဲ့သူတွေ ဖြစ်ပါတယ်အဲနောက်တစ်ခုကဒီနံပါတ်ကန်ကောင်းမှုတွေပေါ့နော် AVS တွေရဲ့နေ့နံလို့ပြောရင် AVS တမားလေးတွေကဘယ်နေ့နံမှာကန်ကောင်းလဲဆိုရင်အင်ကာနေ့ဒီသူတို့အတွက်ကန်ကောင်းတဲ့နေ့နံလေးဖြစ်လို့နံပါတ်၄အရဆိုရင်လေနံပါတ်၁နဲ့နံပါတ်၉ကသူတို့အတွက်ကန်ကောင်းစေတဲ့နံပါတ်ကလေးဖြစ်ပါတယ်နောက်တစ်ခုကကြတော့အဲကြောင်မြေယတနာပေါ့နော်ကြောင်မြေယနာလို့ပြောရင်ကျွန်တော်တို့ AVS တမားလေးတွေဆိုရင်တော့စိန်ကိုဝစ်စင်ရင်တော့ပိုအဆင်ပြေပါတယ်ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီစိန်ကို AVS တမားတွေက ပေါ့နော် Aries တွေကစိန်လေးတွေဝစ်ဆင်လိုက်တဲ့ခါကျရင်မိမိတို့ရဲ့အခြေအနေနဲ့ပတ်သက်တာမိမိတို့ငွေကြေးရင်းနဲ့ပတ်သက်တာမိမိတို့အတွက်ကံကောင်းမှုတွေနဲ့ပတ်သက်တာအောင်မြင်မှုတွေကိုတည်ဆောင်လာပေးပါတယ်တဲ့ဒါကြောင့်မို့မိမိတို့ မိမိတို့ဘဝတက်တက်စာလုံးပေါ့နော်ယတနာစောင့်ကျင်နေဆိုရင်ကတော့စိန်ကတော့ Aries တမားလေးတအရင်အဆင်ပြေပါတယ်အယောင်ကာလာအနေနဲ့ဆိုရင်တော့ Aries တမားလေးဒီအနီရောင်လို့ကြက်သွေးရောင်လို့ပေါ့နော်အနီညိုရောင်လို့စသဖြင့်အဲ့လိုအနီနဲ့ပတ်သက်တဲ့အယောင်လေးတွေကသူတို့တက်ကံကောင်းစေပါတယ်ဒါကြောင့်မို့သူတို့ဆုံးဖြတ်ချက်တစ်ခုချတော့မယ့်အခြေအနေမှာဖြစ်ဖြစ်လုပ်ငန်းတစ်ခုချတော့မယ့်အခြေအနေမှာဖြစ်ဖြစ်အနီရောင်ကိုဝတ်ဆင်ပြီးတော့မှာ အာဒီယရနာဖြစ်တဲ့စိတ်ကိုဝစ်စင်နေဆိုတော့သူတို့ blessing နဲ့အောင်မြင်မှုကံကောင်းမှုတွေကိုအမ်တေချာရရှိပိုင်နိုင်ဖို့ energy တွေကိုပို့ပြီးတော့မှ boost လုပ်ပေးတယ်ပေါ့နော်ဒါကြောင့်မို့အာစိတ်တို့အနီအောင်တို့တွေဒီသူတို့တွေအေးစမာလေးတွေကံကောင်းစေပါတယ်နောက်တစ်ခုအကြတော့ အဲ့လိုအပင်လေးပေါ့နော်ချိုးကြောအပင်လေးကြီးကြရဲဆိုအေဒီစ်သမားတွေဒီစူပါတဲ့ဘယ်အပင်မျိုးမဆိုသူတို့အရင်နေနဲ့ indoor ပဲဖြစ်ဖြစ် outdoor အပင်ပဲဖြစ်ဖြစ်ပေါ့နော် indoor plant ပဲဖြစ်ဖြစ် outdoor plant ပဲဖြစ်ဖြစ်အဲဒါသူတို့စိုက်ပျိုးလို့ရပါတယ်ဆိုတော့စူပါတဲ့မြည်သည့်အပင်မဆိုအေဒီစ်လေးတွေအနေနဲ့မိမိတို့အဲ့နေအိမ်မှာပဲဖြစ်ဖြစ်မိမိတို့အိမ်ရှိ renter မှာဖြစ်ဖြစ်မိမိတို့ရဲ့အလုပ်စုပွဲပေါ်မှာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့အဲ့လိုအပင်လေးတွေစောင့်ထားလို့ရပါတယ် နောက်တစ်ခုကကျတော့ Aries တွေကိုပို့ပြီးတော့မှဟိုကပြောတယ်ပေါ့နော် Aries ဆိုပြောလိုက်ရင်အလားတို့တောင်စိတ်လိုမျိုးသိုးလိုမျိုးစသဖြင့်အကောင့်လေးတွေကသူတို့ Aries တွေကိုစားပြုတဲ့အကောင့်လေးတွေဖြစ်ပါတယ်ဆိုတော့တပြိုင်နက်တည်းမှာ Aries တွေရဲ့ personality သည်အမ်သူများဒီလိုလွတ်လပ်နေတတ်တယ်ကိုပိုင်ဥဆောင်နိုင်စံ skill ဖြစ်တယ်ပြီးတော့လူတွေအရှိမကိုယ့်ရဲ့ skill ကိုဘိုးဖြစ်အောင်လူတွေမြင်ကိုယ်ကိုမြင်တာထင်စားအောင်နေနိုင်တဲ့ အစွမ်းရည်တွေလည်းရှိတယ်ပြီးတော့ကိုကိုကိုလည်းယုံကြည်မှု အပြည့်ရှိကြတယ်ပြီးတော့ Avery သမားလေးတွေကအလုတ်လုတ်တဲ့အခါမျိုးမှာအပြိုင်လေးတွေလုပ်ရတာမျိုးပေါ့နော်သူများနဲ့မပြိုင်ရရင်တော့ကိုခါနဲ့ကို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 ပြိုင်ပြီးရောမှအပြိုင်လုပ်ရတာမျိုးပေါ့ဥပမာကိုဘဝကြီးကကိုခါနဲ့ကိုနေ့တူကလုပ်နေရဆိုရင်တော့မှလည်းအရင် borrow ဖြစ်လာတယ်အရင်ပြင်းကြီးညီငွေ့လာတယ်လို့ခံစားရပြီးရောမှအော် तू ကတော့ဘလို့ဖြစ်သွားဟိုပြိုင်နေဆိုတဲ့အခါမျိုးမှာပေါ့နော်ဟိုဒီခဏပဲအဲ ရှင်ပြိုင်သူစစ်မှန်သောရှင်ပြိုင်မှုမျိုးကိုရှင်ပြိုင်ကြပါဥမာ तू ကတော့ အဲဘီလိုနီယာမျိုးရောက်သွားပြီငါလည်းအဲ့လိုမျိုးဖြစ်အောင်ကြိုးစားမယ်ပေါ့နော်နောက်တစ်ခုကကြတော့တစ်ခါလေးကျရင်မနစ်ကကိုနဲ့ဒီနစ်ကိုမနေ့ကကိုနဲ့ဒီနစ်ကိုကိုပြန်လဲသုံးသက်ပြီးတော့မှပိုကောင်းတဲ့အရွေတွေကိုလည်းသွားတတ်တဲ့ energy မျိုးတွေလည်းဖြစ်တယ်။တပြိုင်နက်တည်းမှာသူတို့တွေဒီဒဲ့ရိုးအိုးပေါက်ပြောတတ်တဲ့စကားကိုရှင်းရှင်းလင်းလင်းဘွင်းဘွင်းပြောတတ်တဲ့သူတွေဖြစ်တဲ့အတွက်သူများရင်နှဝင်ချူအောင်ပြောတတ်မဲ့သူတွေမဟုတ်ပါဘူး။ပြီးတော့တပြိုင်နက်တည်းမှာစိတ်ညံကိုမြန် fire energy တွေလည်း ဖြစ်တဲ့အတွက်စိတ်မြန်ကိုမြန်နဲ့ဆုံးဖြတ်ချက်တွေချတာမြန်မြန်ဆန်ဆန်ဆုံးဖြတ်ချက်တွေချတဲ့အခါကျအမားပါတဲ့ data မျိုးလေးလည်းရှိတယ်။နောက်တစ်ခုကကြတော့ခဏပြောလို့သူတို့တွေဒီ house one energy လွမ်းမိုးရင်းဖြစ်တဲ့ဒလီဒါတွေဖြစ်ကြပါတယ်လီဒါကောင်းတယောက်တွေဖြစ်ပါတယ်ပြီးတော့လူတွေကို energetic လုပ်ဖို့ပေါ့နော်အမြဲတက်ကြွလန်းရှမ်းနေတယ်သူတို့ကိုသူတို့လည်းအမြဲကိုအားပေးနေတဲ့တဲ့သူတို့ကအမြဲကိုတွတ်တွတ်ကြကြ physically movement လုပ်ရတာမျိုးကြီးလေကြိုက်ကြရယ်ပေါ့နော်ဆိုတဲ့အခါကျတော့ တပြိုင်တည်းမှာလည်းသူတို့ကအကောင်းမြင်တဲ့စိတ်ကလေးလည်းရှိပါတယ်။ဒါပေမဲ့ LR ရဲ့အဲဒီဇိုးရီဆိုင်နေမှာအကောင်းဆိုးဆိုတာတွန်တွဲနေရပေါ့နော်။ဆိုတော့ Aries ဆိုင် Aries တမားလေးတွေအနေနဲ့သတိထားရမယ့်အချက်ကလေးတွေအားကြတော့ accident နဲ့ပတ်သက်တာမျိုးလေးတွေပေါ့နော်။ဆိုတော့ accident နဲ့ပတ်သက်တဲ့အခိုက်အတန့်လေးမှာဆိုရင်သတိထားရပါမယ်။ဒါကြောင့်မို့မိမိတို့သွားလာဆင်ကျင်တဲ့အခါမျိုးမှာကံကောင်းစေတဲ့နေ့ရက်ကလေးပြောပြသွားပါရစေ။အင်္ဂါနေ့ဖြစ်ပါတယ်။ကံကောင်းစေတဲ့နေ့ဟို ဟိုဟာတော့ပေါ့နော်ဆိုတော့နံပါတ်ကလေးတွေပြုတ်ပြီးသွားတာဖြစ်ပါတယ် once and nine ကကန်ကောင်းစေပါတယ်အမ်ပြီးတော့ဒီယရနာနဲ့ပတ်သက်ပြီးတော့မှစိန်ကကန်ကောင်းစေပါတယ်အယောင်နေနဲ့ပတ်သက်ရင်တော့အနီရောင်လေးတွေနောက်တစ်ခုကတော့အပင်နေနဲ့ပတ်သက်ရင်တော့စုပါတဲ့အပင်လေးတွေစသဖြင့်ဒါလေးတွေကမိမိတို့ရဲ့ဒီ အိမ်မှာစိုက်ပျိုးလေးရနောက်တစ်ခါကျတော့ every တမားလေးအနေနဲ့တတိထားရမှာပါလဲဆိုရင်မိမိတို့ဒီစိတ်မြန်ကိုမြန်လက်မြန်လှုပ်တက်တက်ကြိုင်တက်တက်အခြေအနေဖြစ်တယ်နောက်တစ်ခါကျတော့ခဏပြောတဲ့အဲငြိမ်ငြိမ်စိတ်စိတ်နေရတာမကြိုက်ဘူးဟိုအပြိုင်လေးတွေတစ်ခုခုပေါ့နော်ဒီ conflict ပေါ့ကိုယ့်အတွက် challenge နေ struggle struggle လုပ်ရတာဒီ adventure တွေကြိုက်တာဖြစ်တဲ့တပြိုင်နက်ထဲမှာဘာလေးတတိထားရမှာလဲဆိုရင်အဲ့ဒီလိုမျိုးကိုကိုကို challenge စေခေါ်တာတမြိုင်နေ challenge challenge လုပ်တာကိုယ့်ရဲ့ဘဝကြီးတစ်ခု ုကို challenge လုပ်ပြီးတော့မှရှောက်လန်းတာမျိုးလေးတွေမှာဆိုရင်တဲ့အခက်ခဲပဋိပက္ခပြဿနာလေးကြီးကြုံရတတ်တယ်အဲ့ဒါလေးဆိုလဲပုံမှုတတိထားပါမိမိတို့ပြောလိုက်တဲ့စကားလေးတွေမှာဆိုရင်လဲတေးသေးချာချာပြောဖို့စကားကိုချိုးသားစွာပြောဖို့အရေးကြီးပါတယ်အဲ့တော့ Aries သမားတွေအတွက်ခံကောင်းစေတဲ့နိုင်ငံလို့ပြောရင် England, Germany, Poland စတဲ့ နိုင်ငံတွေက AB state တွေကံကောင်းစီတဲ့နိုင်ငံလေးဖြစ်တယ်။ဒါကြောင့်မို့ Aries တမားလေးတွေကနိုင်ငံရင်းအခြားမှာသွားပြီးတော့မှပညာသင်ကျင်တာဗာမျိုးဆိုရင်တော့အဲ့ဒီ England တို့ Germany တို့စားတဲ့ Poland တို့နိုင်ငံတွေမှာသွားပြီးတော့မှပညာသင်ကြားတာမျိုးတွေဆိုရင်သူတို့တွေ့အရင်ကိုအဆင်ပြေနိုင်တယ်။ကံကောင်းမှုတွေလည်းရစေတယ်။အဲ့ဒီမှာလည်းကိုယ့်ရဲ့ life path တစ်ခုပေါ့နော်။ life path way ကိုတွေ့နိုင်တယ်။ နောက်ပြီးတော့ခါကြတော့ Avis တမလေးတွေဒီစုဥတုထွန်းနဲ့အလုပ်တွေကိုလုပ်တာမျိုးကိုပို့ပြီးတော့မှသူတွေသူတို့တွေအဆင်ပြေတယ် energy ကြိုက်ကြတယ်သူများရဲ့နောက်မှာလိုက်ပြီးတော့မှနောက်လိုက်လို့ရတာမျိုးပေါ့နော်ဆိုတော့ခဏအဲမျိုးသူများဝင်တန်းလို့ရတာမျိုးတွေကသူတို့တွေ energy ကြိုက်တာမျိုးမဟုတ်ဘူးဒါကြောင့်မို့သူတို့ကိုယ်တိုင်ဥဆောင်ပြီးလုပ်ရတဲ့အလုပ်တွေ အဲစုံဦးတူတင်ရတဲ့အလုပ်တွေသူတို့ကိုယ်တိုင်စပြီးတော့မှစတင်ရတဲ့အလုပ်မျိုးတွေသူတို့စိတ်နဲ့ပေါ့နော်သူတို့စိတ်သွားတိုင်းကိုပါလုပ်ရတဲ့အလုပ်မျိုးတွေသူတို့ခြေလက်နဲ့ကိုယ်တိုင်တေချာလုပ်ရတဲ့အလုပ်မျိုးတွေက Aries တမလေးတွေအတွက်အဆင်ပြေပါတယ်ဆိုတော့ဒါက Aries တမလေးတွေအတွက် update ပါအဲ့တော့နောက် zoo design နေနောက် view မှာ တွေ့ပါမယ်ဘိုင်း